ိုးတန်ချောင်းနဲ့ချီစားဆုံးအမေကိုဒီတစ်ခါမှာတော့ရှမ်းစုရွာကြီးကဖိုးတန်ချောင်းတယောက်ချီစားဆုံးအဖအုံနဲ့ကြုံတွေ့ခဲ့ရပြီးဟိုရခဲ့ရီရခဲ့ဖြစ်ခဲ့ရတဲ့ဇလန်းလေးတစ်ပုဒ်ကိုပြန်လည်တင်ဆက်ပေးကြပါရစေ။ညညတွေမှာတောအုပ်ထဲကနေခြောက်ချားပွေရအပုံနဲ့တွေထွက်လာနေတတ်တဲ့ရှမ်းစုရွာကြီးမှာဖိုးတန်ချောင်းဆိုတဲ့လူငယ်လေးတယောက်နေထိုင်ပါတယ်။တရက်မှာတော့ဖိုးတန်ချောင်းတယောက် အိမ်နောက်ဖက်ခြံတောင်းကရင်းလုံးအိမ်သားကလေးမှာသူ့ရဲ့ကိစ္စကိုဖြေရှင်းနေခဲ့တဲ့အချိန်မှာတောင်းရလောက်ဝမ်းမသွားထားရချိန်မို့သူ့မှာစူးစမ်းရင်းနဲ့ဖြစ်ညစ်နေခဲ့ရပါတယ်အမလေးနော်ငါထိုင်နေတာတော်တော်ကြာနေပြီဒီလောက်ခံရခက်မမင်းသေးချင်မောင်ရည်ရဲ့ဝမ်းနှုတ်စီခက်ပြီးစားလိုက်ပါတယ် ဖိုးတန်ချောင်းကညင်ညူနေရင်းနဲ့အစမ်းရှိသမျှအာကုံတုံးကညှစ်ထုံနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲသူ့ကိုယ်ရဲကနေကြီးမားတဲ့သမင်းတုံးကြီးကသူ့ရဲ့ခရီးပွင့်လေးကိုထိုးခွဲပြီးဆင်းသက်လာခဲ့ပါတော့တယ်။တချိန်ထဲမှာပဲတောအုပ်ထဲကနေသူ့ရှိရာရေအိမ်လေးစီဥတီလာနေခဲ့တဲ့မီးလုံးနေနေကြီးကိုဖိုးတန်ချောင်းတရမြင်တွေ့နေခဲ့ရပါတယ်။ မီးလုံးမြကြီးတစ်ဖြည်းဖြည်းနဲ့နီးကပ်လာပြီးချိန်မှာတော့ဖိုးတန်ဆောင်ရဲ့ရေအိမ်တကားပွင့်လို့သွားခဲ့ရပါတော့တယ်။မီးအဖွာဖိုးတန်ဆောင်တရားရွာရဲကအဖွာဖြစ်သူဖွာမုံကိုချီစားဆုံးမတအူးအသွင်တွေ့လိုက်ရတာကြောင့်အံ့ဩထိတ်လန့်သွားခဲ့ရပါတယ်။အဲအဲဖိုးတန်ကငါကနေထွက်သွားပြီလို့ထင်နေခဲ့တာ။ဟောမထူးပါဘူး။ ူရောင်နေကငါရဲ့လျှော့ဝက်ချက်ကိုလည်းတိသွားပြီဆိုတော့နေကိုအရှင်ထားလို့မရတော့ဘူးပြောပြရနဲ့ချီစာဆုံးကဖိုးတန်ချောင်းထံပြေးဝင်လာခဲ့ပြီးသူ့ရဲ့လေဘင်းကိုဖမ်းကိုက်ခဲ့ပါတော့တယ်ဖိုးတန်ချောင်းတယောက်နာကျင်စွာနဲ့အော်ဟစ်လို့သာနေရပါတော့တယ်ခဏကြာမှာတော့ရုတ်တရက်ဖိုးတန်ချောင်းကိုကိုက်နေတဲ့ချီစာဆုံးကလွတ်လိုက်ပြီးငါမကိုက်တော့ဘူး ငါအခုဘာမှလည်းမမှတ်မိတော့ဘူး။ကြိုက်လို့လည်းမရတော့ဘူး။ငါမှသဖုံးနေပဲရှိတော့တယ်။တွားမရှိတော့ဘူးဟ။ပြောပြီးချိန်မှာတော့ချီးစားဆောင်အမေဦးကအသွင်ပြောင်းတိုက်ခိုက်မှုအဖြစ်နဲ့သူ့ရဲ့ဆန်းအားတွေကိုထုတ်လွှတ်ခဲ့ပါတော့တယ်။ငါကအခုငါရဲ့မကောင်းဆိုးဝါးရောင်စင်တွေကိုထုတ်လွှတ်နေရ။ဒီချိန်မှာတော့သူ့ထံကနေအစိမ်းရောင်အခိုးငွေတွေကိုထုတ်လွှတ်ခဲ့လိုက်တာပါ။ မင်းဘလို့မှမလွတ်နိုင်တော့ပါဘူးကွာမင်းကမလွတ်နိုင်တော့မလားအာအာဟုတ်တယ်ကျွန်တော်ကြောက်လို့ပါကျွန်တော်လွတ်ပေးပါမဖွားရေဟွဟွလွတ်ရမယ်ဆိုရင်မင်းငါနဲ့အပေးอยู่တခုလွတ်ရမယ်ငါရဲ့ပျောက်နေတဲ့ခန္ဓာကိုယ်ကိုရှာဖို့မင်းကူညီပေးရမယ်အဲအဲမဟုတ်ဘူးလေအဖွားရဲ့ တယောက်နေတဲ့ခန္ဓာကိုယ်ဆိုတာဘာလို့ဆိုလိုတာလဲအဖွားရဲ့ဟေးငါကူတလောမှတ်ညံနေလဲမကောင်းတော့ဘူးတရက်ကငါအိပ်ပျော်နေတော့ပြန်နိုးလာတဲ့အချိန်ဒီချီစားဆုံးဘဝကိုရောက်နေတယ်ငါကူလည်းငါရှာလို့မရတော့ဘူးငါမှအချိန်ကမရှိတော့ဘူးဒီမနေ့လင်းလို့မှငါကူနဲ့ငါခေါင်းကိုပြန်ဆက်မပေးနိုင်ဘူးငိုးလင်းလာနဲ့ငါကူကြီးကပြက်စီးသွားတော့မှာ เออဟုတ်လားအဖွားဒါဆိုရင်တော့စောင့်နေလိုက်မယ်လीနောက်ကြရင်အဖွားအတွက်ကုသိုလ်ပြုပေးပါမယ်ဘာပြောရဲ့အဲ့လိုဆိုငါးနည်းကိုချိန်စာတိုက်ခဲ့မှာနော်ငါကိုယ်တည်းပျက်စီးသွားပြီဆိုတာနဲ့ငါကဒီတိုင်းတစ်တလုံးနေရတော့မှာအဲ့ဒီကြရင်နင့်ကိုငါကချိန်စာတိုက်မှာနင်းချရတဲ့ကောင်းပါလေးကိုချိန်စာတိုက်ခဲ့ရင်ကောင်းမလားအဲ့တော့ နင်ငါ့ကိုကူညီမလားဒါမှမဟုတ်ငါကျိန်စာတိုက်တာကိုလက်ခံမလားငါကျိန်စာတိုက်လိုက်မယ်ဆိုရင်တော့နောက်ထပ်ချီးစာဆုံးတစ်ခါကနင့်ကောင်မလေးဖြစ်လာမှာနော်ဘိုးတန်ဆောင်ဘိုးတန်ဆောင်တယောက်ချီးစာဆုံးဖွားမုံလက်ကနေကြီးလို့မလွတ်နိုင်တော့မယ်သဘောပေါက်သွားခဲ့ပါတော့တယ်အဲ့ဒါကြောင့်ပဲကူညီပေးဖို့ကရွေးချယ်ကနှစ်ဦးသာအဖွားမုံရဲ့ ိုတဲကိုအရှာထွက်ခေလိုက်ပါတော့တယ်။ဟေးမြ мян လာပါဟာတရားရောက်ကမြင်သွားအောင်မယ်။အဖွားရဲ့အိမ်သားမှလည်းမတွေ့ဘူးလေ။အဖွားဘယ်လျှောက်သွားနေခဲ့သေးရလဲ။နှစ်ယောက်သားစကားပြောကရှာဖွေနေကြရင်ကတောအုပ်ဆန်သားတစ်ခုအယောင်မှာတော့သူတို့အတွက်တဲလွန်စားတချို့ကိုစတင်တွေ့ရှိခဲ့ပါတော့တယ်။ရွာလန်းဆုံးကလည်းတောအုပ်စီကိုတိုးဝင်သွားတဲ့ ခြေရာတွေကိုတွေ့လိုက်ရတာပါခြေရာအတိုင်းဆက်လိုက်လာခဲ့ကြရင်ကစံချောင်းခြေရာစီအရောက်မှာတော့သူတို့ရဲ့ရှာဖွေမှုတဲလွန်စားကိုတိတိချချာတွေ့မြင်ခင်ရပါတော့တယ်ဒီစံချောင်းကိုဖြတ်ပြီးဟိုဘက်ရောက်တာ ਨੇ တစီရီရဲ့နေမျိုးကိုရောက်ပြီးခြေစာဆုံးဖွားမုံရဲ့အစကားကိုကြားလိုက်ရချိန်မှာတော့ဖိုးတန်ချောင်းတရားမျက်နှာပေါ်မှာစိုးရိမ်ပူပန်မှုတွေကျင့်နှက်လို့လာပါတော့တယ် ဒီနေရာကတာမန်တစီမဟုတ်ဘူးနည်းနည်းကျန်းတဲ့တစီနေရာอืมဒါပေမဲ့အန်ဒီရောမရှိပါဘူးတကယ်လေအတန်မထွက်ဘဲနေဘာမှစိုးရိမ်စရာမရှိဘူးဖိုးတန်သာမင်းသိချာနားထားငါနဲ့ကိုဂတိတစ်ခုတော့ပေးနိုင်ပါလေငါရဲ့ကိုပြန်ရပြီးရင်တော့ငါဒီကနေအပီးထွက်သွားပြီးမယ်နင်တို့ရွာအောင်ငါဘတော်မှပြန်မလာတော့ဘူးချီစာဆုံးဖွားမုံရဲ့ဂတိနဲ့ဖိုးတန်ကြောင့်လည်း တစီနေမြေစီကိုအတူတူဝင်ခဲ့လိုက်ပါတော့တယ်။သိတ်မကြခင်မှာတော့သူတို့ကတစီနှကောင်တောင်ကြားမှာရက်ပြီးသူတို့ခလေးကိုကြည့်ရှုနေတာကိုမြင်ခဲ့လိုက်ရပါတယ်။အဲ့ဒီခလေးကတော့အမေအိုတူရဲ့ဥကောင်မရှိတဲ့ကိုလုံးနဲ့အတူစော့ကစားလုပ်နေပါတယ်။အော် ေးအေးအဲ့ဒါဘာကောင်းကြီးလဲဟဲ့အဲ့ဒါငါ့ကိုလေအေးအဖွာအဲ့ဒီအကြီးကြီးကအဖွာရဲ့ကိုဟုတ်လားအဲ့ဒီတဆီတွေကြားတဲ့အဖွာရဲ့ကိုကိုယူဖို့ကအနေနဲ့ကင်းနေဟုတ်လားဟေးအပေါ်ကြီးပြောမနေနဲ့ငါ့ကိုကိုပြန်ရဖို့ဘာလုပ်ရမလဲဆိုတာပဲမင်းစဉ်းစားငါ့မှာအချိန်တိတ်ကြံတော့ဘူးခက်ခက်ခဏနေပါအဖွာရဲ့ လမ်းလျှောက်ပြီးတဲ့ထုတ်ရမလား။သွားဆွဲယူရမလား။ဘယ်လိုလုပ်ရမလဲ။ဟိုသစိနှကောင်ကလည်းမျက်လုံးပြူးပြီးကြည့်နေတာ။အဲ့ဒီအနေကိုကတ်တာနဲ့တန်းမြင်မှတိတ်ချရတယ်။ဟိုတန်ချောင်းတရအနီးအနားကိုဝေ့ဝဲကြည့်လိုက်စင်မှာတော့ကြောက်တုံးတစ်ချို့ကိုတွေ့လိုက်ရပါတယ်။

သူ့ရဲ့တည်နေရာကလွဲချော်သွားခဲ့ပြီးတစီတွေရဲ့အာယုံကသူ့ရဖက်စီရောက်လာတာမို့နောက်ကျောင်းပြန်လှည့်ကထွက်ပြေးခဲ့ပါတော့တယ်။ဟဲ့ဒါမျိုးတော့ဖယ်ရမလဲ။နေပြန်လာခဲ့စမ်း။ချီစာဆုံးအဖွားမုံကဖိုးတန်ချောင်းကိုသူမရဲ့ဥခွေကြီးကိုစန့်တန်းလို့ဖမ်းယူလိုက်ပါတော့တယ်။အဲအဲဒါပါကြီးလေ။ဟဲ့နေဘယ်ကိုပြေးမှာလဲ။သွားတော့ အဖွားမုံတရဖိုးတန်ဆောင်ကိုသူ့ရဲ့ကိုယ်ရည်ကြီးရှိရာစီပြစ်ထုတ်လိုက်ချိန်မှာတော့ဖိုးတန်ဆောင်တရသစီသားလေးပေါ်ကိုတက်တက်မမက်ကြသွားခဲ့ရပါတော့တယ်။အဲ့ဒီချိန်မှာပဲဒေါသတကြီးဖြစ်သွားတဲ့သစီနှကောင်ကအပြေးလာခဲ့တာကြောင့်ဖိုးတန်ဆောင်လည်းအဖွားမုံရဲ့ကိုကြီးကိုယူကအားကုန်ထွက်ပြေးလာခဲ့ပါတော့တယ်။ချီစာဆုံးဖွားမုံနဲ့ ိုးတန်ဆောင်တို့ထွက်ပြေးရနောက်စီမျက်ထောင်နေတဲ့တစိမကောင်ကတော့ဒေါသတကြီးလိုက်ပါလာခဲ့ပါတော့တယ်။အဲအဲအဲ့ဒါအဖွားနောက်ကိုလိုက်နေတာလေတခုခုလော်အောင်လေအဖွားရဲ့ဟဲ့ဘာမှအများကြီးစဉ်းစားမနေနဲ့ဒီသာပြီးမင်းတို့ဒီလိုပြေးဖို့အတွက်ငါခေါ်လာတာအဖွားတော့ကျွန်တော်တကြမပြေးနိုင်ဘူးဟာမင်းတော်တော်စကားများရပဲပါဆက်ပိတ်ထားလိုက်တော့စကားပြောနေမဲ့ခွန်အားတွေကိုခြွေတာပြီးတော့ ပြေးဖို့အတွက်ကိုအာယုံဆိုင်ဖိုးတန်ဆောင်ကတော့စီစာဆောင်ဖွားမှုန်နဲ့အတူတူပြေးရွာရင်တနေရာအရောက်မှာစီစာဆောင်ဖွားမှုန်တရတစ်ကိုင်းတစ်ခုကိုရိုင်းမိကပြုတ်ကျသွားပါတော့လေဖိုးတန်ဆောင်ကတော့တော်ရဲမှာဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နဲ့ပြေးရွာနေရမှုစီစာဆောင်ရဲ့ဥကောင်းပြက်ကတော့ မြေပေါ်မှာဘောလုံးလိမ့်တယ်လို့ဖြစ်လို့နေရပါတော့တယ်။အဲ့ဒီလူနဲ့နောက်ဆုံးမှာတော့ဖိုးတန်ဆောင်တို့နှစ်ဦးတစီရီရဲ့နေမြေကနေလျှောက်လာခဲ့ကြပါတယ်။ချီစာဆုံးဖွားမုံကတော့မြေပေါ်မှာလိမ့်နေခဲ့ရတာမို့တော်တော်ကြီးကို အကြီးကျယ်ရုပ်ဆိုးလို့နေခဲ့ပါတယ်။ဒီနောက်မှာတော့အဖွားမုံရဲ့ကိုယ်နဲ့ ခြေစားဆုံးဖြစ်နေတဲ့ဥကောင်းတို့ကိုချိတ်ဆက်လိုက်ပြီးချိန်မှာတော့အရာအားလုံးအစင်ပြေချုံးမွေစာနဲ့သူတို့ဒီလမ်းခွဲနိုင်ခဲ့ကြပါတော့တယ်မင်းလင်းသွားချိန်မှာတော့ဖိုးတန်ဆောင်တရညကအဖြစ်အပျက်တွေကြောင့်စိုးထိတ်မှုတွေရှိနေသေးပါပဲဖိုးတန်ဆောင်ကရွာရင်းမှာစိတ်ပြေလက်ပြောက်လမ်းလျှောက်ထွက်လာရင်က အမေအိုတူးရှိကနေဖြတ်သွားလိုက်ချိန်မှာ သူ့စိတ်ထဲတမျိုးကြီးဖြစ်လာလို့အနောက်ကိုလဲပြန်လှည့်ကြည့်လိုက်ချိန်မှာတော့ဟင်အဖွာပြောတော့ထွက်သွားတော့မယ်ဆိုပြန်မလာတော့ဘူးဆိုဟိုမီးပြောမှုကြည့်ပါဦးဖိုးတန်ဆောင်ရဲ့ဒီခေတ်ကလေးတွေအရန်ကိုရင်ကျင်းမှုနဲပါတာပဲငါကသွားမယ်ပဲပြောတာလေဘယ်သွားမယ်ဆိုတာမင်းကိုပြောခဲ့လို့လား ငါအခုမင်းအိမ်ပေးမှာနေရလို့ကြီးအကြီးကြီးရှိနေတာတွေ့ရဲ့အဲ့တော့အဲ့ဒီမှာနေမလားလို့လေအဲ့ဒီမှာငါလို့အဖွားကြီးလေအများကြီးပဲအဖော်ရှိတော့ဗိုက်စာရင်တော့အစင်ကြီးတာပေါ့မဟုတ်ဘူးလားဖိုးတန်ဆောင်တရအဖွားမောင်ရဲ့အပြောကြောင့်ညလုံးပြူးလို့သွားခဲ့ရပါတော့တယ်ဒီနေ့ရဇလန်းလေးကိုဒီလောက်နဲ့ပဲရက်နာခွင့်ပြုပါရှင်။နောက်ထပ်စိတ်ဝင်စားဖွယ်ရာဇလန်းကောင်းနေတဲ့အတူပြန်လာခဲ့ပါအောင်မယ်နော်။ ားပေးကြည့်ရှုခဲ့ကြလို့ကျေးဇူးထူးတင်ရှိပါတယ်ရှင်။